BC 3400လောက်မှာ မဆိုပိုတေးမီးယန်းဒေတာမှာရှိတဲ့ဆူမေရီယန်လူမျိုးတွေကဘိန်းကိုစတင်စိုက်ပျိုးခဲ့ကြတယ်သူတို့ကဘိန်းပင်ကို Who Gave လို့ခေါ်ခဲ့ကြတယ်စကလုံးရဲ့အတိတ်ပင်အတော့ပျော်ရွှင်ခြင်းအပင်လို့အတိတ်ပဲရတယ်အဲ့ဒီခေတ်ကဆူမေရီယန်လူမျိုးတွေကဘိန်းကိုဆေးဖြစ်နဲ့အသုံးပြုခဲ့ကြတယ်အဲ့လိုခြေနေမျိုးမှာဆေးဖြစ်အသုံးပြုခဲ့ကြလဲဆိုတော့ဥပမာ ခေါင်းကိုက်တာသွားကိုက်တာအစင်းမြေကိုက်ခဲရင်အကျမှုကိုတက်တာပြောက်ကင်းစေဖို့အတွက်ဘိန်းကိုဆေးဖြစ်အုံပြုခဲ့ကြတယ်အေဒီခေကလူတွေကဘိန်းရဲ့ဆိုးကျိုးတွေကိုတိချာနားမလည်သေးပေမဲ့ဘိန်းရဲ့ကောင်းကျိုးတွေကြောင့်ပျော်ရွှင်ခြင်းအပြင် join plan လို့တင်စားခေါ်ခဲ့ကြတာပေါ့အေဒီနောက်ပိုင်းတွေမှာ ဘိင်္ဂနာကျင်မှုကိုတက်တာပြောက်ကင်းစေနိုင်တာကိုသိလာကြတော့ဆေးဝါးနဲ့ပေမှာဘိင်္ဂိုအတုံပြုပုံကပို့ပြီးတော့အစီမြင်လာခဲ့တယ်အထူးသဖြင့်လူနာကိုခွဲစိတ်တဲ့အခါလူမျိုးမှာပေါ့ဘိင်္ဂိုအတုံမပြုတ်ကြသေးခင်အချိန်ကဆိုရင် ADK ကခွဲစိတ်မှုတွေဟာ အလွန်ကြမ်းတမ်းပြီးခက်ခက်ခက်ခဲနဲ့ကုသခဲ့ကြရတယ်လူနာကခွဲစိတ်မှုခံယူနေချိန်မှာ ြင်းထန်တဲ့နာကျင်မှုကိုတိုင်ရိုက်ကြီးခံစားနေရတာကြောင့်မိသွားတာရုတ်တရက်တည်ဆုံးသွားတာမျိုးတွေ ဖြစ်နိုင်တယ်။ဒါကြောင့်မို့လို့ဆေးပညာရှင်တွေကလူနာကိုခွဲစိတ်ကူတာခင်မှာနာကျင်မှုကိုတက်တာပြောက်ပြင်းစေမယ်။ဆေးနီးကိုရှာရင်းနဲ့နောက်ဆုံးမှာဘိန်းကားနာကျင်မှုကိုတက်တာစေနိုင်တာကိုရှာဖွေတွေ့ရှိသွားခဲ့တယ်။နောက်ပိုင်းတွေမှာဘိန်းကိုသုံးပါများရင်ကြာလာတာနဲ့အမျှဆွဲလန်းတက်တာကိုသိလာကြတယ်။ဒါပေမဲ့လို့အေဒီခွစ်တွေတော့က ခုခေတ်လိုမျိုးဈေးပညာတွေမတိုးတက်သေးတော့ဘိန်းကပါကြောင်းဆွေလန်းတာကိုနားမလည်ခဲ့ကြဘူး။ဒါပြင်ဘိန်းကနာကျင်မှုကိုတက်တာပြောက်ကင်းစေနိုင်ဖို့ဆိုရင်မရှိမဖြစ်လိုအပ်တဲ့ဈေးလူနာအတွက်အကျိုးရှိတဲ့ဈေးလို့အခေကဈေးပညာရှင်တွေကယူဆခဲ့ကြတာ။ဒါကြောင့်မို့လို့အဲ့ဒီခေကဈေးပညာရှင်တွေကဘိန်းကနာကျင်မှုကိုတတပြောက်ကင်းစေနိုင်တာမှန်ပေမဲ့ဆွေလန်တတ်နိုင်ကြောင်းကိုလည်းတတိပေးခဲ့တယ် ဒါပေမဲ့ဘိန်းကိုမတောင်ရလို့ပိတ်ပင်ခဲ့တာတွေမလုပ်ခဲ့ကြဘူးပေါ့ဒီလိုနဲ့1804ခုနှစ်မှာဂျာမန်ဆေးဝါးပညာရှင်ဖြစ်တဲ့ဖရီဒရစ်ဆာတနာကဘိန်းထဲမှာရှိတဲ့နာကျင်မှုကိုတတ်တာစီတဲ့အဓိကဓာတ်အာနိသင်ကိုဘိန်းထဲကနေခွဲထုတ်နိုင်ခဲ့တယ်အဲ့ဒီခေတ်ကဆရာဝန်တွေဟာဘိန်းကိုဆေးဖြစ်သုံးနေကြပေမဲ့ဘိန်းရဲ့အာနိသင်ကတခါတလေမှာအာကောင်းပြီးတခါတလေမှာတော့အာနိသင်မပြပဲဖြစ်နေတာကို ဖရီဒရစ်သာသနာကတတိထာမိတော်တယ်။ဘိန်သေးမှာအာနိသင်ပြတဲ့ဓာတ်တမျိုးရှိရမယ်လို့သူကယူဆခဲ့တယ်။ဒါကြောင့်သူဟာအချိန်တော်ကြာအောင်စံတမ်းမှုတွေပြုလုပ်ပြီးတဲ့နောက်မှာဘိန်သေးကဒီအဖြူရောင်လိုကြည်လင်တဲ့အမောက်တချို့ကိုခွဲထုတ်နိုင်ခဲ့တယ်။သူကဒီအမောက်ကိုခွေးနဲ့သူ့ကိုယ်သူပါစံတက်ကြည့်လိုက်တဲ့အခါမှာပါဝါမှုရင်ဘိန်သေးနာကျင်မှုကိုပျောက်ကင်းစေပြီးအိမ်မောကြားစေတဲ့အာနိသင်ရှိတာကိုတွေ့ခဲ့တယ်။ သတနာကဒီအမောက်ကိုဒန်တာကြီးလာအိမ်မက်နှစ်ဖျားဖြစ်တဲ့မော်ဖီရဲ့ကိုအစွဲပြုတ်ပြီးမော်ဖီရင်လို နမည်ပေးခဲ့တယ်။နောက်ပိုင်းမှာတော့မော်ဖီလိုပြောင်းခေါ်ခဲ့တယ်။ဒီလိုမျိုးဘိန်းထဲကနေ မော်ဖီကိုတီးတန်းခွဲထုတ်နိုင်လိုက်တော့တပါဝမှုရင်ဘိန်းထဲအာနိသင်ကပို့ပြီးတော့အဆပုံများစွာပြင်းထန်သွားတယ်။အာနိသင်ပို့ပြင်းတော့နာကျင်မှုတက်တာစေတာအိမ်မောကြစေတာတွေကပို့ပြီးတော့ထိရောက်မှုရှိလာတယ်။ ဒါပေမဲ့ဆွေလန်းမှုဖြစ်စေတဲ့အန်ဒီကလည်းအဲ့ဒီအချိုးစားတိုင်းပုံပြီးဆိုလာတယ်ဖီဒရစ်သာဒနာဟာတူရှာပွေတွေးရှိခဲ့တဲ့မော်ဖင်ရဲ့ဆူဂျူးတွေကိုစစောစစီတတိထားမိခဲ့တယ်။ဒါကြောင့်သူဟာ1819ခုနှစ်မှာ On Morphine The Principle of Opium ဆိုတဲ့စာတမ်းကိုထောက်ပြန်ပြီးလူတွေကိုတတိပေးခဲ့တယ်။သူကမော်ဖင်အမောက်ကို အလွန်ကြုံသုံးဆွဲမိရင် လူတယောက်ရဲ့အသက် NDA ကိုချိန်ချောင်းနိုင်ပြီးဒီဖြစ်အတုံးပြူရန်နဲ့သေပညာရှင်တွေအနေနဲ့မော်ဖင်ကို တတိထားပြီးတိကျတဲ့ပမာဏနဲ့အတုံးပြူကိုတတိပေးခဲ့တယ်ဒီလိုမျိုးတတိပေးမှုတွေလောက်ခဲ့ပေမဲ့အဲ့ဒီခေတ်ကသေပညာရှင်တွေနဲ့ဆေးဝါးကုမ္ပဏီတွေဟာမော်ဖင်ရဲ့ကောင်းဘက်ချမ်းကိုပဲကြီးခဲ့ကြပြီးဆွဲလန်းစေတဲ့အချက်တွေကိုတော့ ကယူမဆိုင်ခဲ့တာကြောင့်နောက်ပိုင်းမှာပိန်နဲ့မော်ဖင်ကိုဆွဲလန်းသူတွေအများပြားပေါ်ပေါက်လာခဲ့တယ်။ဒီလိုနဲ့1853ခုနှစ်မှာစကော့တလန်ဆရာဝန်တဦးဖြစ်တဲ့အယ်လက်ဆန်ဒါဝူဆိုတဲ့သူကကမ္ဘာဖထမဦးဆုံးစီတိုအကိုဖန်တီးတီထွင်ခဲ့တယ်။ဒီအချက်ဟာမော်ဖင်သမိုင်းမှာ အလွန်အရေးကြီးတဲ့အလဲပြောင်းတစ်ခုဖြစ်ခဲ့တယ်။ဒါကြောင့်ဆိုမော်ဖင်ကိုပဇက်ကနေတောက်ယုံတာမကပဲ အရေးပြားကိုတရိုက်ထိုးသွင်းနိုင်ခဲ့လို့ပါဒီနီလန်းကြောင့်မော်ဖင်ဟာသွေးကြောထဲတရိုက်ဝင်ရောက်သွားတာကြောင့်အနိတင်ပုံမြင်မြန်ဆန်ဆန်ပြပြီးနာကျင်မှုကိုချက်ချင်းနှီးပါပျောက်ကင်းစေနိုင်တာကို တွေးရှိခဲ့ကြတယ်နောက်ပိုင်းမှာဒီနီလန်းဟာလည်းမော်ဖင်ကိုပုံမြင်မြန်တွဲလန်းစေတာကို သိလာခဲ့တယ်။သမိုင်းမှာမော်ဖင်ကိုဆေးအဖြစ်ကြည်ကြည်ပြန့်အသုံးပြုခဲ့တဲ့ဖြစ်ရပ်တွေမှာဆိုရင် ပထမကမ္ဘာစစ်မတိုင်ခင်1861ခုနှစ် American Civil War လို့ခေါ်တဲ့ American ပြည်တွင်းစစ်တင်ပြခဲ့တဲ့ကာလမှာပါစစ်ဖြစ်ရတဲ့အကြောင်းရင်းက American မြောက်ပိုင်းကဂျွန်စနစ်ကိုဖျက်သိမ်းဖို့လုပ်တော့တာကိုတောင်ပိုင်းကလက်မခံရကလည်းစစ်တင်ဖြစ်ခဲ့တယ်ပေါ့အဲ့ဒီစစ်ပွဲရဲ့စစ်မြေပြင်နဲ့စီယုံတွေမှာတန်ရန်ရစစ်သားတွေကိုခွဲစိတ်ဖို့နဲ့ခွဲစိတ်ပြီးနောက် နာကျင်မှုကိုတက်တာစီရင်မော်ဖင်ကိုအတေကားစီဖြစ်အသုံးပြုများခဲ့ကြတယ်အမေရိကန်တောင်ပိုင်းရောမြောက်ပိုင်းရောကအဲ့ဒီအချိန်မှာအမေရိကန်ကတခြားဆေးတွေကို ထုတ်လုပ်နိုင်ပေမဲ့ဆေးကိုအများကြီးမထုတ်လုပ်နိုင်သေးဘူးပေါ့ဒါကြောင့်မော်ဖင်ကိုအတေကားစီဖြစ်အသုံးခဲ့ကြတယ် American Civil War လို့ခေါ်တဲ့အဲ့ဒီစစ်ပွဲက1861ခုနှစ်မှာစတင်ဖြစ်ခဲ့ပြီး1865ခုနှစ်မှာရောက်တော့ဂျုံစနစ်ကိုဖျက်သိမ်းဖို့လုပ်တဲ့ American မြောက်ပိုင်းကအနားရရှိသွားခဲ့တယ်။စစ်ပွဲကလာလေးနှစ်တအတွင်းမှာ American တောင်ပိုင်းရောမြောက်ပိုင်းရောက morphine ကိုကြည်ကြဲပြန်းပြန်းသုံးများခဲ့ကြတယ်။ ဒီအမေရိကန်ပြည်တွင်းစစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာစစ်ပြန်စစ်သားတွေကဗတ်တင်ရမမရပဲနဲ့မော်ဖင်ကိုဆေးဆိုင်တွေမှာရှာဖွေသုံးလာကြတယ်။စစ်ပွဲပြီးတဲ့ကာလနောက်ပိုင်း1890လောက်မှာဆိုရင် မော်ဖင်ကိုကျွန်တော်တို့ဒါမဲ့ဆေးဆိုင်တွေမှာလည်းရှာဖွေသုံးလို့ရနေပြီဗျ။အဲ့ခေတ်တုန်းကဆေးဥပဒေမရှိသေးတာကြောင့်မော်ဖင်ကိုကျွန်တော်တို့အခုခေတ်မှာမဟုတ်ဝယ်စားတယ်လို့ပဲ ဝေတုံကြကန်တမ်းရှိပဲနဲ့ပေါ့နော်စီကုမ္ပဏီတွေကမော်ဖရင်ကိုလူတွေဝေတုံများတာသိတော့ဖေးဆိုင်တွေမှာမော်ဖရင်ကိုပို့ပြီးတော့တင်ရောင်းလာတယ်တာဒီမကပဲမော်ဖရင်ကိုကျွန်တော်တို့တခြားဆေးတွေနဲ့ရောဆက်ပြီးထောက်လောက်ရောင်းချလာကြတယ်အဲထဲမှာလူပြောများဆုံးဖြစ်ရထဲမှာဆိုရင်ကျွန်တော်တို့ကလေးငယ်တွေတောင်းမဲ့ခြေတွေထဲမှာမော်ဖရင်ကိုရောဆက်ပြီးထောက်လောက်ရောင်ချတာပါ ဥပမာကလေးငယ်တွေအိပ်ပျော်ရအောင်တိုက်တဲ့ဆေးလိုမျိုးတွေပေါ့ဒီဆေးတွေရဲ့ဆေးညုံးမှာမော်ဖင်ပါဝင်ကြောင်းကိုဖော်ပြထားခြင်းလဲ မရှိကြအောင်ဆေးဥပဒေမရှိသေးတော့ဆေးထောက်လုပ်တဲ့ကုမ္ပဏီတွေကဆေးကိုကြုံညာချင်တယ်လို့ပဲကြုံညာကြတယ်ဒါပေမဲ့လဲလွန်ခဲ့တဲ့နှစ်ပေါင်း150လောက်ကဆိုရင်တာတွေကပုံမှန်ကိစ္စလိုမျိုးပဲပေါ့ဒီလိုမျိုးမော်ဖင်ကိုလွယ်လွယ်နဲ့ရှာသုံးနိုင်တာရင်မော်ဖင်ကိုအခြားဆေးနဲ့ရိုးဆက်ပြီးထောက်လုပ်ရောင်းချတာဒီကြောင့်နောက်ပိုင်းမှာစစ်ပြန်စစ်သားတွေတော့မကပဲတာမင်ပြည်သူတွေကပါမော်ဖင်ကိုစွဲလန်းလာကြတယ်ဆေးပညာရှင်တွေကလည်းဒီမော်ဖင်ကိုအစားထိုးမဲ့ဆေးနဲ့မော်ဖင်ကို ကိုမစွဲလန်းတက်အောင်လုပ်ဖို့ဒီလမ်းတွေတို့ရှာခဲ့ကြတယ်ပေါ့1898ခုနှစ်ရောက်တော့ပါယာဆိုတဲ့စီကုမ္ပဏီက morphine ကိုဓာတုပိဒအနေနဲ့ပြုပြင်ပြီး diamond steel morphine heloin ဆိုတဲ့ဆေးကိုထုတ်လုပ်ခဲ့တယ်။အဲဒါဆေးကုမ္ပဏီကဒီ heloin ဟာ morphine ထက်အစွမ်းထက်ပြီးစွဲလမ်းမှုမရှိဘူးဆိုပြီးတော့ကြေညာရောင်းချခဲ့တယ်။ဒီတစ်ခါပါရဆေးကုမ္ပဏီက heloin ကိုနာကျင်မှုတက်တာစေတဲ့ဆေး ်ချောင်ဆိုးပြောက်စီဝမ်ပြဲဝမ်ရှော်ပြောက်စီဖြစ်နေပါကြီးညာရောင်းချခဲ့တယ်။ဆိုတော့ဘာကြောင့်ကျွန်တော်တို့ဟီလိုအင်းကိုနာကျင်မှုတက်တာစီတဲ့စီချောင်ဆိုးပြောက်စီဝမ်ပြဲဝမ်ရှော်ပြောက်စီဖြစ်နေပါတုံးနိုင်ရတာလေပေါ့။အဲတော့ကျွန်တော်တို့ဟီလိုအင်းမှာရှိတဲ့ဓာတ်အာနိသင်ကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်။ ဘိန်းကိုဘိန်းအပင်ရဲ့အသီးကနေရတယ်ဘိန်းအပင်ကိုတော့အင်္ဂလိပ်လို OPM Puppy လို့ခေါ်တယ်ဒီဘိန်းအသီးကိုချစ်လိုက်မယ်ဆိုရင် အစီးလိုဟာမျိုးထွက်လာတယ်ဒီအစီးကိုဘိန်းအဖြစ်ယူတုံးတယ်ပေါ့ ညလာတဲ့ဒီဘိန်အစည်းကိုဓာတုဗေဒနီးနဲ့သုံးပြီးတော့မော်ဖင်ကိုခွဲထုတ်လိုက်တယ်မော်ဖင်ကိုတခါဓာတုဗေဒနီးနဲ့ထပ်ပြီးတော့ပြုတ်ပြင်းပြီးဟီရိုအင်ကိုထောက်လောက်တယ်ပေါ့ဒီဘိန်ရဲ့မော်ဖင်ရဲ့မော်ဖင်ကနေစင်တက်လာတဲ့ဟီရိုအင်ဒါမှမဟုတ်ဒီမော်ဖင်ကနေစင်တက်လာတဲ့ဆေးအမျိုးအစားတွေကို opioid လို့ကျွန်တော်တို့ခေါ်တယ် opioid ဆေးအမျိုးအစားတွေမှာရှိတဲ့အာနိသင်ကနာကျင်မှုကိုတက်တာစေတာချောင်းဆိုးပြောက်တာဝမ်းချုပ်စေတာအိပ်ပျော်စေတဲ့အာနိသင်တွေရှိတယ်ပေါ့ OPOA မှာရှိတဲ့ NOGC effect ကလူအုံနောက်မှာရှိတဲ့နာကျင်မှုကိုခံစားသိရှိအောင် အချက်အလက်ပြီးပိုးတဲ့စနစ်ကိုတွားပြီးတော့အချိန်တိုင်းတိုင်းတစ်ခုထိတွားပြီးပိတ်ဆို့လိုက်တာကြောင့်မို့လို့ကျွန်တော်တို့နာကျင်မှုဝေဒနာကို မခံစားမသိရှိနိုင်တော့နောက်တစ်ခုက antitussive effect ဒီ effect ကအုံနောက်မှာရှိတဲ့ချောင်းဆိုးခြင်းစိတ်ကိုဖြစ်ပေါ်စေတဲ့စနစ်ကိုတွားပြီးတော့ဓာစီလိုက်တယ်ဒါကြောင့်မို့လို့ချောင်းဆိုးခြင်းစိတ်ကိုလျှော့ချပေးနိုင်တယ်ဒါကြောင့်မို့လို့ းချောင်းဆိုးပျောက်စေဖြစ်တုံးတယ်နောက်တစ်ခုက anti diarrheal ဒီ effect ကဥလန်းချောင်းရဲ့လှုပ်ရှားမှုကိုနှီးကွေးတောင်းလုံနိုင်တယ်အကြောက်ဘိုက်ထဲမှာအစာတွေကပိုကြကြရှိနေနိုင်သွားတယ်ဒီအစာတွေကလည်းဘိုက်ထဲမှာရှိတဲ့ရေဓာတ်ကိုပိုကြကြဆုပ်ယူနိုင်သွားပြန်တယ်ဒါကြောင့်မို့လို့ပိုက်ထဲမှာရေဓာတ်ခန်းချောက်ပြီးဝမ်းပျော့တဲ့အနေထားကနေဝမ်းမတဲ့အနေထားကိုရောက်သွားတယ် အဲ့တော့ဝမ်းချောက်ခြင်းကိုဖြစ်ပေါ်စေတယ်ပေါ့အကြောင်းမို့လို့ဝမ်းပြက်ဝမ်းလျှောပျောက်စေဖြစ်တုံးတယ်နောက်ထပ်တစ်ခုက sedative ဒီ effect ကအုံနောင်ရဲ့လှုပ်ဆောင်ချက်တစ်ခုလုံးကိုနှေးသွမ်းအောင်လှုပ်လိုက်တယ်အုံနောင်ရဲ့လှုပ်ဆောင်ချက်တစ်ခုလုံးနှေးသွားတော့အာယုံစူးဆိုင်မှုလျော့ကျသွားပြီးစိတ်ကိုငြိမ်စေပြီးတော့အိမ်ငှိုက်ခြင်းကိုဖြစ်ပေါ်စေတယ်အကြောင်းမို့လို့အဲ့စေဖြစ်လဲတုံးကြတယ်ပေါ့ကိုကျိုးတွေကတော့သုံးပါးများရင်ဆွဲလန်းတာတက်ရှူနှေးရကနေနောက်အသက်ရှူရတဲ့အထိပါ ြစ်နိုင်တယ်။နောက်ဝမ်းချုပ်လွန်ကဲတာတွေဖြစ်နိုင်တယ်။နောက်အအိတ်လွန်တာတွေအအိတ်လွန်ရကနေမိမျောသွားတဲ့အထိပါဖြစ်နိုင်တယ်။ဒီအွယ်မှာရှိတဲ့အဓိကအာနိသင်ကနာကျင်မှုကိုတတ်တာစေတာပါ။ကျန်တဲ့အာနိသင်တွေက side effect အနေနဲ့ပါလာတယ်ဒီ side effect တွေကလည်းအသုံးဝင်လို့ဆေးအဖြစ်နဲ့ထောက်ရောင်ကြတယ်ပေါ့ဒါကြောင့်မို့လို့ဘာယာဆေးကုမ္ပဏီကဟီလိုအင်ကိုဘာကြောင့်နာကျင်မှုပျောက်စေချောင်းဆိုးပျောက်စေဝမ်းပြဲဝမ်းရှော့ပျောက်စေဖြစ်ပါရောင်းချနိုင်လဲဆိုတာ သိသွားလာပြီထင်ပါတယ်အဲတော့စကားကိုပြန်ဆက်လိုက်ရမယ်ဆိုရင်မော်ဖင်ကဆွေလန်းတက်တဲ့ကြောင့်ဟီရိုအင်ကိုမော်ဖင်နေရာမှာအစားထိုးဆေးပြည့်ရောင်းချခဲ့တယ်လူတွေကလည်းမော်ဖင်အစားဟီရိုအင်ကိုပြောင်းဝယ်သုံးလာကြတယ်တကယ်တော့ဒီပါရဆီကုမ္ပဏီကထောက်လုပ်လိုက်တဲ့ဟီရိုအင်ဆေးဟာမော်ဖင်ထက်နှစ်ဆကားနေငါးဆအထိပိုဆွေလန်းတာကိုနောက်ပိုင်းမှာမှသိလာရတယ် ေဒေါ်ဒီဆေးဆွဲတဲ့ပြဿနာကပိုပြီးဆိုးလာတာကြောင့်1906ခုနှစ်မှာအဲဒီချိန်တုန်းကအမေရိကန်တံမာဖြစ်တဲ့ Theodore Roosevelt ကဘေးမော်ဖင်ဟီရိုအင်းတွေကိုမူရစ်ဆေးအဖြစ်သတ်မှတ်ပြီးထောက်လောက်ခွင့်ရောင်းချခွင့်နိုင်ငံထဲတင်သွင်းခွင့်တွေကို ဥပဒေထောက်ပြန်ပြီးတော့တာစီပိတ်ပင်ခဲ့တယ် အဲ့ဒီနောက်ပိုင်းမှာတော့ငူရဲ့ဆေးတွေကိုအစည်းဒါတွေပို့ပြီးလောက်လာကြတော့ဒီဆေးဆွဲတဲ့ပြဿနာကညော့ကျလာခဲ့တယ်။ဒီမှာအနေငယ်ရှင်းပြချင်တာကတော့တမိုင်းမှာမော်ဖင်ဆေးကြောင့်ဘလောက်ပဲဆိုရွာတဲ့ဖြစ်ရက်တွေဖြစ်ခဲ့ဖြစ်ခဲ့အခုချိန်ထိမော်ဖင်ဆေးကိုတချို့အခြေအနေမျိုးမှာ လိုအပ်လို့ဆေးဝါးအဖြစ်အသုံးပြုနေကြတုံးပဲပေါ့အသုံးပြုရတဲ့အကြောင်းရင်းရှိမှပဲမော်ဖင်ဆေးကိုပေးအသုံးပြုကြတယ်ဟီရိုအင်ကိုတော့အသုံးမပြုတော့ဘူးအာနိသင်ပြင်းလွန်းတယ်လူတွေအတွက်အန္တရာယ်ရှိလွန်လို့ဆိုတော့အခုခေတ်မှာပဲလို့အချိန်မျိုးမှာမော်ဖင်ဆေးကိုဆေးဝါးအဖြစ်အသုံးပြုကြလဲဆိုရင်ဥပမာ ခွဲစိတ်မှုတွေလောက်ပြီးတဲ့နောက်ပိုင်းမှာဒီခွဲစိတ်ထားတဲ့တန်ရာကြောင့် လူနာကိုနာကျင်တဲ့ဝေဒနာမခံစားရအောင်မော်ဖင်ဆေးကိုဖျာဝန်တွေရဲ့လမ်းညွှန်ချက်နဲ့အတုံပြူကြရတယ်ပေါ့ ဤတော့ကင်ဆာယောဂကင်ဆာယောဂနောက်ဆုံးအဆင့်ထိဖြစ်နေတဲ့ဝေဒနာရှင်တွေကကင်ဆာယောဂကြောင့်နာကျင်မှုဝေဒနာကိုအရန်ခံစားရတယ်ဒီလိုအခြေအနေမျိုးမှာလည်းလူနာကိုကင်ဆာယောဂကြောင့်နာကျင်မှုဝေဒနာမခံစားရအောင် မော်ဖင်ဆေးကို ပေးအတုံးပြုကြတယ်ပေါ့ဒီမှာမေးစရာရှိနိုင်တာက မော်ဖင်ဆေးတွေကို မထောက်လို့ရမယောင်းချရဆိုပြီးဥပဒေထုတ်ပြန်ပြီးတော့တာစီပိတ်ပင်လိုက်တယ်လို့ပြောပြီးဒါကြောင့်အခုချိန်ထိထောက်လို့ရောင်းချပြီး တောင်းပြုနေကြတာလေလို့မေးစရာရှိနိုင်တယ်ပေါ့တကယ်တော့ဥပဒေထုတ်ပြီးတော့ဒါစီပဲပင်လိုက်တယ်လို့ပြောတာထက်ဥပဒေနဲ့ဒီဆေးတွေကိုအလွဲသုံးစားမလုပ်ရအောင်ထိန်းချုပ်ထားတယ်လို့ပြောရင်ပုံမှန်မယ်ဆိုတော့ဘယ်လိုမျိုးထိန်းချုပ်ထားတာလဲပေါ့ နံပါတ်၁ကမော်ဖင်ဆေးကိုထောက်လောက်ရောင်းချမဲ့ဆေးကုမ္ပဏီကအစိုးရထံမှမှတ်ပုံတင်ရတယ်။ဒါကြောင့်အရင်တုန်းကလိုထောက်ချင်တဲ့လူထောက်ရောင်းချင်တဲ့လူရောင်းလှုပ်လို့မရတော့ဘူးပေါ့။နံပါတ်၂ကဆရာဝန်တွေကမော်ဖင်ဆေးဒါမှမဟုတ် opioid ဆေးမျိုးစားတွေကိုတိုင်ဆောင်ခွင့်ညွှန်ကြားခွင့်အထူးလက်မှတ်ဒါမှမဟုတ်မှတ်ပုံတင်ခြင်းကိုရယူထားပြီးမှတိုင်ဆောင်ခွင့်ညွှန်ကြားခွင့်တွေလောက်နိုင်တယ်။နာဒီကလည်းဒီဆရာဝန်ရဲ့ဆေးအညွှန်းစာမပါဘဲနဲ့ ဝဝယ်ယူမရရှိနိုင်ဘူးပေါ့နံပါတ်3ကတော့ဆေးအရည်အတွက်တွေကိုကန့်တန်လိုက်တယ်ဥပမာဆေးအညုံတစ်ခုဆိုရင်ပေးနိုင်တဲ့ဆေးပမာဏကရက်30စာ9ရက်စာဆိုပြီးတော့ဒီလိုမျိုးကန့်တန်လိုက်တယ်ဒါလို့ဆိုရင်တော့ဘိနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအနည်းငယ်သိရှိသွားမယ်လို့ထင်တယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်အကြောင်းအရာတွေနဲ့ပြန်ဆောင်ကြတာပေါ့